မှာဖြစ်ပါတယ်အဓိကကတော့ Russian နဲ့ Ukraine စီးရဲမှာထူးခြားတာတစ်ခု CNN ကဒီပြထားတာကျွန်တော်ပရိသတ်တို့ကို sharing လုပ်ခြင်းတယ်အဲ့ဒါကဘာလဲဆိုတော့ Ukraine ရဲ့တပ်သား6ဦးလောက်ကအလင်းဝင်ရင်းနဲ့ပေါ့နော် Russia တပ်သားကဘယ်လိုပြောခဲ့လဲဆိုတော့စစ်တူကြီးတယောက်ကိုပဲခေါ်ပြီးမှဂျန်နဲ့တပ်သားအကုန်လုံးကိုတပ်ဖြတ်ပါဆိုပြီးမှအမိပေးထားတာရှိတယ်ဒါကို drone နဲ့လည်းပုံရိပ်တွေရှိတယ်ရီဒီယိုဝက်စကားအပြောအဆူရင်းကလည်းသူတို့ကကက်ချာလုပ်ထားလို့ရှိတယ် အဲ့ဒါကိုကျွန်တော်တို့ပရိသတ်ကိုပြပေးမယ်ပေါ့နော်ပြီးတော့ဒုတိယတစ်ခုကအစ္စရယ်နဲ့ဒီအီရန်ရဲ့ရေကဒီမလာတယ်ဘာဖြစ်လို့လဲဆိုတော့အစ္စရယ်ကအီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုပစ်ချမလို့သူကပြင်ဆင်ထားတယ်အဲ့ဒီနောက်ပိုင်းအီရန်ကလည်းအစ္စရယ်ကိုဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတာကိုဒီနေ့ဒီဆက်စွေးနွေးတော့မဖြစ်တဲ့ပြီးတော့ US မှာရှိနေတဲ့ဘော်ဒါတွေအတွက်တော့တော်တော်လေးတော့တည်ငောင်းတစ်ခုရှိတယ်အဲ့ဒါ Donald Trump က ဒီဆေးပေါ့နော်ဂျမ်းမာရေးပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဆေးဇင်းလုံးအလုံးကိုရှင်းချမယ်ဆိုပြောထားတာဖြစ်တယ်ဆိုတော့ဒီတရင်းတုံးပေါ့ပေါ့နော်အဲ US အတွက်လည်းတရင်းကောင်းဖြစ်တယ်ဂျန်တဲ့နိုင်ငံတကာတရင်းတွေလည်းပတ်သက်ပြီးမှဒီနေ့ဆွေးနွေးတော့မှဖြစ်ပါတယ်အဓိကကတော့ဒီ Israel နဲ့ Iran နဲ့အကြောင်းကိုကျွန်တော်ပထမအဦးဆုံးပြည်သက်တော့နားလည်အောင်အရှင်းပြပါရစေ Israel ကတော့ပြောတယ်အခု Iran မှာ သူတို့ရဲ့နျူကလ িয়ার ထားတဲ့စခန်းတွေကို facility တွေကိုပစ်ချပုပင်စင်နေလို့အစ္စရေလရဲ့ပင်စင်ချက်ကိုတရင်ပုံ online ပုံမှာ internet ပုံမှာတရင်ထွက်လာပြီးတဲ့နောက်ဘာလို့ပြောခဲ့လဲဆိုတော့ Iran ကကျွန်တော်တို့ရဲ့နျူကလ িয়ার စခန်းတွေကိုအစ္စရေလကပစ်ခဲ့မယ်ဆိုရင် Iran ကလည်းအစ္စရေလအပေါ်ကိုပြန်လည်တွန့်ပြန်မှုကလစားချင်မှုလုပ်မယ်ဆိုပြီးမှပြောထားတာရှိတယ်ဒါတော့မကဘူးအစ္စရေလက Iran ကိုတိုက်ခိုက်ပါက အမေရိကက နော်တာဝန်အပိယူလိုက်မယ်ဆိုပြမအမေရိကကိုလည်းအီရန်ကချင်းချောက်လာတယ်အခုဒီမနေ့ပြတဲ့ဖက်ခါလောက်ချင်းတယ်ရောမာပေါ့နော်အေးဒီဒီအငါချင်းမြောက် US နဲ့အီရန်ကြားမှာနျူကလ িয়ার ကိစ္စကဆွေးနွေးဖို့ရှိတယ်ပေါ့အဲ့ဒီကြားထဲမှာအစ္စရယ်ကလည်းအီရန်ထားထားတဲ့နျူကလ িয়ার လက်နက်တွေချထားတဲ့စခန်းတွေကိုပစ်ချလို့ကြွေးကြော်ပြတဲ့နောက်ပိုင်းမှာအီရန်ကလည်းအခုလိုမျိုးပြောလာကြတယ်ပေါ့နော်ဆိုတော့ ကွာကျွန်တော်ဒီနျူကလ িয়ার ဆွေးနွေးရေးကိုလုံနေစေဆွေးနွေးစေမှာတဘောထားကိုယ်လွေးမှုတွေလည်းရှိနေတယ်။ထရမ့်ကတော့ပြောပြီးသားဖြစ်နေတယ်။အီရန်ကကျွန်တော်တို့ရဲ့တောင်းဆိုမှုကို မလိုက်နာခဲ့ဘူးဆိုရင်လူအလုံးရှင်တော့အစီရေးအရာပဲဖြစ်ဖြစ်ကျွန်တော်တို့အီရန်ကိုတာဝန်ယူမယ်ပေါ့။ပစ်ဒဏ်တွေပေးမယ်ဆိုမှထရမ့်ကတော့ပြောတယ်ပေါ့နော်။ဆိုတော့သူကလူအလုံးရှင်တော့တိုက်ခိုက်ရမယ်ဆိုတဲ့အထိထရမ့်ကိုရိုင်းကလည်းပြောတယ်။ ဒါပေမဲ့အဲ့ဒီတိုက်ခိုက်ရင်းမှာဣသရေလကခေါင်းဆောင်ပြီးမှတိုက်ခိုက်မယ်ဆိုတော့သုံးသက်ချက်သမားတွေကအပြိုးနေကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုဟိုးလုံခဲပဲကွာတလတုံးကနှစ်ပတ်တုံးကကျွန်တော်တို့တီးရှိခဲ့ရရင်းနှီးပြီးသားတဲ့တတိယနေဖြစ်နေတယ်အခုနောက်ပိုင်းကလည်းဣသရေလကအီရန်ကိုသူ့ရဲ့နျူကလ িয়ার နေရာတွေကိုပစ်ချမလို့တတိယထွက်ပေါ်လေတဲ့ပိုင်းမှာအီရန်ကလည်းပြောလာအီရန်ကဘယ်လောက်ထိတောင်းဖြစ်လဲဆိုတော့ UN ကိုပါချောင်းချရတယ်ပေါ့နော်ကဲကျွန်တော်တို့ကို ဣသရေလကမတရားချင်းချောက်မှုလုပ်နေတယ်တိုက်ခိုက်မှုတွေအပြင်းအထန်ပြည်စီမှုလုပ်နေတယ်ဆိုတော့ကျွန်တော်တို့အီရန်ကလည်းအီရန်ကိုပြင်းထန်တဲ့တုံ့ပြန်မှုလုပ်မယ်ဆိုပြီးမှကုလသမဂ္ဂရဲ့အဒွင်းရေးမှုချုပ်ထိုင်ကိုအီရန်ကစာတင်ပြခဲ့တယ်ပေါ့နော်ဒါတော့မကဘူးအခုကွာဒီဒီကျွန်တော်တို့ရဲ့နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်မယ်ဆိုရင် အမေရိကန်ကူပါတာဝန်ယူမှုရှိလိမ့်မယ်ဆိုမှအီရန်ကပြောလာတယ်ပေါ့နော်ဆိုတော့အမေရိကကတော့ပြောနေတယ်ကျွန်တော်တို့ဒီ nuclear ဒီ Iran ရဲ့ nuclear စခန်းတွေကိုတိုက်ခိုက်မှာတိုက်ခိုက်ခုပြုမှာမဟုတ်ဘူးလို့တို့ပြောနေတယ်ပေါ့ဒါမဲ့တကယ်တမ်းစီရေးအရာတာဝန်ယူမယ်ဆိုတော့တိုက်ခိုက်မလားမတိုက်ခိုက်ဘူးလို့ဆိုတော့မသိသေးဘူးပေါ့ဆိုတော့တချို့သုံးသက်ချက်လူတွေကပြောကြတယ် US က Israel ကိုခုမပြုတ်ဘူးဆိုတော့ Israel က Iran ကိုဒီ nuclear ချတဲ့နေရာတွေကိုစခန်းတွေကိုပစ်ချမှာမဟုတ်ဘူးလို့တို့ကပြောနေကြတယ်ပေါ့နော်ဆိုတော့ဒီအရာတွေကိုတို့ဆွေးနွေးတော့မှာဖြစ်တယ်ဒါအဲ့အရာတွေ ဲ့ဒါလေးကိုမဆွေးနွေးခင်မှာကျွန်တော်တို့ပရိသတ်ကိုပြချင်တာရှိတယ်။ copyright ကြီးမှာလေကျွန်တော်ကြောက်တယ်ပေါ့။ဒါမဲ့အချာကြီးတော့ပြမှာမဟုတ်ဘူး။ Russia နဲ့ Ukraine ကြားရေးကဖြစ်ပြတဲ့ပြဿနာတစ်ခုဖြစ်နေတယ်ပေါ့နော်။မနေ့တနေ့ကအတရင်အတွက်ပေါ်လာတဲ့ကိစ္စလေးဖြစ်နေတယ်။ကျွန်တော်တို့ပြတော့ပြမယ်ဒါမဲ့အပီးအပီးတစ်ချီတော့ပြမှာမဟုတ်ဘူးပေါ့နော်။ဒါမဲ့ Israel အရေးတော့ပြမှာပေါ့နော်။ဆိုတော့ပရိသတ်တို့အနေနဲ့နားလေပြကြ။ဘာဖြစ်လို့လဲဆိုတော့နေနေဒီကိစ္စက ကိုပီရိုက်ကြီးတာတော့ဟောင်ရတော့ဟောရဲရှောက်တယ် YouTube channel အတွက်ရဲရှောက်တယ်ပေါ့နော်ဆိုတော့ပရိသတ်တို့အနေနဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းတဘောချမိတယ်ဆိုတော့ subscribe လုပ်ပေးဖို့မေးပါနော် all right ကဲအဆောချီချီရအောင်ဂျာကယူကရိန်းတပ်သား6ယောက်ပေါ့နော်အဲ့မှာ drone ကရိုက်ထားတယ် and drone video together they appear to show russian forces executing a group of ukrainian soldiers who had just surrendered mm. see those bodies there ဆိုတော့ခုနပရိသတ်တို့တွေ့တဲ့အတိုင်းပါပဲပေါ့နော်ဒီ Ukraine တပ်သားတွေကအမေပြင်ပေါ်မှာငုတ်ပြီးမှအဲ့လိုနေကြတယ်ပေါ့နော် drone ကပေါ်ကနေရုရှားကနေကြည့်နေတယ်အဲ့ဒီတပ်သား6ယောက်တည်းကသူတို့ရဲ့အထဲမှာ commander ပေါ့နော်အစ်သူကြီးတစ်ယောက်ကိုရုရှားကခေါ်ပြီးမှအဲ့ဒီအလင်းဝင်ပြီးသားတယ်ကွာလက်မြောက်ပြီးသားလက်မြောက်ပြီးသား Ukraine ညတပ်သား6ယောက်ကိုအဲ့ဒီနေရာမှာပဲအကုန်လုံးပစ်တပ်လိုက်တယ် အဲ့ဒီရီဒီယိုထဲမှာလည်းပါနေတယ်ခေါင်းဆောင်ကူပဲခေါ်ပြီးမှဂျန်တဲ့တက်သားတွေကိုအကုန်လုံးပစ်တက်ပစ်တက်ပလိုက်ပါရီဒီယိုရဲ့အစကားပြောထဲမှာလည်းပါတယ်ပေါ့ဆိုတော့ဒါကလုံးဝနိုင်ငံတကာဥပဒေကိုချူဖောက်တာတည်တာနေတယ်ပေါ့နော်ဆိုတော့ဒီကိစ္စကဒီအခုရုရှားနဲ့ US အကြမ်းကြီးနိုင်နေတဲ့ကိစ္စတွေတောင်မှထိခိုက်နိုင်ချေရှိတယ်တော့ကြီးကြီးအောင် fire appears to be even further away after Trump's two hour call with Vladimir Putin. Nick Peyton Walsh is out front tonight with this investigation. I want to warn you, it does include graphic video. All right. ကကြည့်ပါအောင်ကြည့်ပါအောင်ဒီမှာဘာလို့ဆိုတော့နားထောင်ကြရတဲ့စစ်တူကြည့်ပြတူလဲဆိုတော့မေးကြရတဲ့ဆိုတော့ check the commander နော်အဲ့ဒီ commander စစ်တူကြည့်ကိုခေါ်ပြီးမှကျန်တဲ့အလုံးကိုအကုန်လုံးတပ်ပလိုက်ပါဆိုမှ Russia ရဲ့ စစ်ကောင်းဆောင်တယောက်ကရေဒီယိုကနေမေပင်ကတက်သားတွေကိုအမိတ်တွေပေးနေတယ်ပေါ့နော်ဟမ်အကုန်လုံးတက်ပြီးပြီလားဆိုမှမင်းနေတယ်ပေါ့တက်ပြီးပြီလားဆိုပြန်မင်းတယ် The commander is led away အဲအဲမှာ commander တယောက်ကတော့ခေါ်သွားတယ်ဂျန်တဲ့လူတွေကအကုန်လုံးတက်ပလိုက်တယ်ပေါ့နော် All right အကြာကြီးတော့ပြလို့မရဘူးပေါ့နော်ကျွန်တော်တို့ရဲ့နော်ပရိသတ်တို့အတိအတိုင်းပါပဲဆိုတော့ဣသရေလအရေးကိုကြည့်ကြည့်ရအောင် The boss you Israel tonight making preparations for a possible strike on Iran's nuclear facility. အဲ Israel က nuclear ရဲ့ Iran မှာ Iran နိုင်ငံက nuclear facility ပေါ့နော် nuclear စခန်းတွေကိုတိုက်ခိုက်မှုလုပ်နေတယ်ပေါ့နော် This is according to new intelligence obtained by the U.S. It is a brazen, dangerous move that would signal a major break with the Trump administration and obviously could lead to a much wider war. Uh, so, to get a little bit of a Israel is breaking this news is out front now and jim as you're getting more details here coming in what more can you tell us about this alarming intelligence well, this new intelligence includes uh, both intercepted Israeli communications and observations of Israeli military movements that could suggest an imminent strike. Multiple sources familiar with the intelligence tell myself and my colleagues, Katie Bolillis and Natasha Bertrand. Among those military preparations the U.S. has observed are the movement of air munitions as well as the completion of an air exercise. We should note officials are cautioning it is not clear Israeli leaders have made a final decision. အဲဒါပဲမဲ့နော်အဲ့ဒီအီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်ဖို့ကတော့သူတို့မှပြည်စီမှုတွေရှိနေတယ် ဒါမဲ့နောက်ဆုံးရဲ့ဆုံးဖြတ်ချက်ကိုအစ္စရေလဘက်ကလုပ်လာမလုပ်ဘူးလားဆိုတော့မသေချာသေးဘူးပေါ့နော် within the US government about the likelihood that Israel will ultimately take action however and I'm quoting here from one of the officials the chance of an Israeli strike on an Iranian nuclear facility has gone up significantly in recent months and the prospect of a Trump negotiated U.S. Iran deal that does not remove all of Iran's uranium makes the chance of a strike more likely. That's the situation as we know it. Wow. It's obviously, extremely alarming uh, given the premise there, unless you remove all of the uranium, uh, which is it, it, it is not in, in, in the. อิหร่านကတနည်းအားဖြင့်ပြောရမယ်ဆိုရင် US ရဲ့တောင်းဆိုချက်ကိုမလိုက်နိုင်ဘူးဆိုရင်တော့ဣသရေလကအီရန်ကိုပစ်ချနိုင်ချေရှိတယ်ကွာဘော်ရာတို့ရေ တော့ကျွန်တော်တို့ကဘာကြီးကတော့တော်လေးကိုတပြည့်ပြည့်နဲ့ကြောက်စံကောင်းလာတဲ့သတင်းတွေကြားရတယ်ပေါ့နော် but when it is currently doesn't seem to be on the table so i guess the real question is here jim would israel actually you know do this they need would need american support in some sense it would seem but would they do this basically to fly in the so me kun ka ka israel ka take be lou mla lou pu so no american ye a ti pyu che paw no american ye kun gi che ko lu ma be paw so take de Low, low year, no? uh, what trump seems to want fair point it, it, such a strike would certainly be a brazen break uh, with president trump uh, these officials acknowledged however an israeli source tells cnn that israel would be prepared to carry out military action on its own if the us were to negotiate what this source described as a bad deal with iran that israel cannot accept we should also note so อิสราเอลကတော့ US အတီးပြုချက်မပါပါတာပဲဖြစ်ဖြစ်မပါတာပဲဖြစ်ဖြစ်อิสราเอลနဲ့အီရန်ကြားရဲ့ညှိနှိုင်းမှုကอิสราเอลအတွက်အကျူးမပြုဘူးဆိုတော့อิสราเอลကတော့အီရန်ကိုတိုက်ခိုက်မှာပဲလို့သူကတော့ပြောနေတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင် bad deal ပေါ့နော်။တနည်းအားဖြင့်ပြောရမယ်ဆိုရင် US နဲ့အီရန်ကတော့ညှိနှိုင်းမှုလုပ်မယ်။တဘောတူညီမှုလုပ်မယ်။ဒါပေမဲ့အဲ့ဒီတဘောတူညီမှုကอิสราเอลကတဘောမတူဘူးဆိုရင်อิสราเอลလက်ခံနိုင်လက်ခံနိုင်ရလောက်တဲ့အခြေအနေမဟုတ်ဘူးဆိုတော့อิสราเอล And you know this well, Aaron, that Trump himself has publicly threatened military action against Iran if these nuclear negotiations fail. Uh, and in a letter to the Iranian Supreme Leader back in March, Trump set a 60 day deadline for those efforts to succeed. That, according to a source familiar with that communication, It's now been 60 days since that letter was de delivered. So we should keep that timeline in mind. ဆိုတော့အရင်တုန်းက Trump ကလည်းပြောခဲ့တယ်အီရန်ကကျွန်တော်တို့တောင်းဆိုချက်ကိုမလိုက်နာခဲ့ဘူးဆိုတော့လူအပ်လို့ဆိုတော့စစ်ရေးအရအီရန်ကိုချမယ်အဆိုမယ်လို့ပြောခဲ့ပူတယ်။ဒါတော့မကဘူး deadline ပေါ့နော်ရက်6စီတွင်မှာဒီကိစ္စကိုကျွန်တော်တို့ဖြည့်ရှင်းမှဖြစ်မယ်။တဘောတူညီချက်ရမှဖြစ်မယ်ဆိုမှပြောထားတာရှိတယ်။စာရေးသားခဲ့တာရှိတယ်။အခုကရက်6စီပြီနေပြီပေါ့နော်။ဆိုတော့သူတို့ကအချိန်ဆွေးလို့မရတော့ဘူး။ ဆိုတော့အခုကျွန်တော်ထင်တယ်ဒီမကြာခင်မှာတွေ့ရောတွေ့တွေ့လေတွေ့ပြီးထင်ပါတယ်ရောမှာတော့ငါးကြိမ်မြောက် US နဲ့ Ranger မြင်းတိုင်းဆွေးနွေးပွဲလုပ်နေတယ်လုပ်ဖို့ရှိနေတယ်ပေါ့ဒါအဲ့ဒီအဲ့ဒီပုံမှာပဲအခြေခံပါလိမ့်မယ်ပေါ့နော် as well as both Israel and the US watching around very closely. Mm. All right. Jim Shudo, thank you very much for these breaking details. All right, yeah, okay. ကျွန်တော်တို့အစ္စရယ်နဲ့အီရန်ရဲ့အကြားစစ်ပွဲကြီးဖြစ်နိုင်ချေရှိမလားတတော်လေးတော့စစ်ပူစရာတော့ကောင်းနေတယ်ပေါ့နော်ကဘာကြီးကဒီထက်မကငင်းချမ်းတဲ့လမ်းကိုမရောက်ပေးနဲ့ပူမူကြီးမားတဲ့စစ်ပွဲကြီးဖြစ်မဲ့အလားအလာတွေရှိမယ်ဆိုတော့ဩအားလုံးကဒုက္ခရောက်နိုင်ချေရှိတယ်ဒါဆိုတော့နောက်ထပ်တပုတ်သွားရအောင်ဒိုနယ်ထရပ်ကဒါကတော့ US မှာရှိနေတဲ့ဗော်ဒါတွေတော်တော်လေးတရင်ကောင်းဖြစ်နေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Trump ကတော့အတီးပြူလာတယ် US မှာတုံးနေတဲ့ဆေးတွေကိုအရန်စေးကြီးတယ်။နော်ပြည်သူလူထုကဆေးမဝင်နိုင်တော့ဘူးကနေဒါမှာသွားပြီးမှ EU မှာသွားပြီးမှ UK မှာသွားပြီးမှဆေးဝင်ဆေးဝင်နေကြတယ်။ဒီကိစ္စကြီးကကျွန်တော်တို့နိုင်ငံမှာမဖြစ်သင့်တော့ဘူးဆိုမှပြောလာတာရှိတယ်။ကြီးကြီးအောင် It was done. So we're going to cut drug prices by from 75 to 85, in some cases, even more than that. So, အမေရိကမှာဆေးရဲ့ဈေးနှုန်းတွေကလေ85အထိသူတို့ကရှင်းချပေးမယ်ပါဆိုအရင်ဆုံးအရင်တုန်းကဆေးတဘူးမှာ US 100ပေးခဲ့တဲ့ဆေးဘူးတွေကအခုဆိုတော့ဒေါ်လာ12ကျပ်နော်တစ်ဆေးကျပ်73ကျပ်လောက်ပဲ sorry တဒေါ်လာပေါ့ကျပ်ကျပ်ကိုပြောမိတာ sorry ပဲကွာတဒေါ်လာ sorry 10ဒေါ်လာပေါ့နော် ဒီဒေါ်လာစတုံးပေါ့နော်အဲ့လောက်အထိတော့ပေးတော့ပေးတော့မှာပေါ့အဲ့လောက်အထိတော့ချက်အောင်လုပ်မယ်ဆိုမှထပ်ကပြောလာတယ်ပေါ့နော် where I was the first one in 18 years to cut drug costs for the year. အဲ့ဒါမှာဒီဒီဟာထက်ဒီစာဒီဥစ္စာပူချီလင်းတယ်ပြောတယ်။ဒီပြန်ဒီဥစ္စာပူပြမယ်နော်။ We've even heard about we pay the lowest and what that's going to mean and i'd like to put somebody to police it because it should start immediately it shouldn't start until no no သူကပြောနေတယ်ကျွန်တော်တို့ကချက်ချင်းမဒီကိစ္စကိုစပြီးလုပ်မယ်တဲ့နော်နောက်လာမယ့်၃နှစ်မှလုပ်မယ်၄နှစ်မှလုပ်မယ်ဆိုတော့မကြိုက်ဘူးတဲ့ Donald Trump ကျွန်တော်တဘောအကြအဆုံးကဒီနေရာလေးသူကလုပ်မယ်ဆိုရင်တော့ပြက်ပြက်သားသားလုပ်နေတယ်သူကပြောမယ်ဆိုရင်လည်းပြက်ပြက်သားသားပြောနေတယ်ဒါဆိုတော့ဒီကိစ္စကြီးကတော့အမေရိကရဲ့ပြည်သူလူထုတဲ့အကောင်းဆုံးအရာတစ်ခုဖြစ်တယ်ကွာ ဆေးဆိုတာကလူတိုင်းအလုံးကလူအပ်နေတဲ့ကိစ္စတစ်ခုဖြစ်နေတယ်နော်အဲကျမ်းမာတဲ့လူတွေတောင်မှဆေးကလူအပ်နေတယ်ကွာဒါတွေကအကုန်လုံးရှော့ချဖို့ပြောလာတယ်ဒါက Trump ကဘလောက်ထိတောင်လုပ်တယ်ဆိုတော့ကျွန်တော်တို့ရှော့ချမယ်ဆိုချက်ချင်းရှော့ချမယ်နော်ကျွန်တော်တို့တနည်းဆောက်မှာမဟုတ်ဘူးသုံးနည်းဆောက်မှာမဟုတ်ဘူးခင်ဗျားတို့ချက်ချင်းလုပ်မယ်ပေါ့နော်ဆိုတော့တာဝန်ရှိတဲ့ပုံကိုကျွန်တော်တာဝန်ပေးမယ်ပေါ့ဆိုတော့တာဝန်ပေးတဲ့ပုံကိုခင်ဗျားတို့ဒီကိစ္စကိုမြန်မြန်ဆန်ဆန်လုပ်

It could mean anywhere from 70% to 89% reduction in drugs and pharmaceuticals. Yeah. That's a little different, right? And I've actually had some congressmen call me and they say, Sir, what can we talk about this? I said, No. <laughs> they wanted to talk because, you know, it's. Uh, there's tremendous power. 85 <laughs>

and we're doing the right thing. We're taking advantage of. And okay, and you said so to be able to say, no? Advantage not? of by other countries that insisted with the drug companies that they were going to pay X dollars, and we're not paying any more, and you're not doing business here, and they were nasty about it. Mm. These people were almost sort of afraid of them. So Trump got up, you know, the US ma tong ne le se rin ga le, the China ngai ga ne win la le se rin pin ne le kwa. ဥပမာဂျပန်ကပြင်ဖြစ်မယ်ကိုရီးယားကပြင်ဖြစ်မယ် UK ကပြင်ဖြစ်မယ်ယူရိုပ်ကပြင်ဖြစ်မယ်ပေါ့နော် ဆိုတော့ Trump ကအဲ့ဒီစေးစေးတွေကိုချမယ်ဒါပေမဲ့ယူရိုပကမချဘူးကိုရီးယားကမချဘူးဂျပန်ကမချဘူးဆိုတော့သူတို့နဲ့စီးပွားရေးလို့မှမဟုတ်ဘူးပေါ့တော့ဆိုတော့ချကူချမယ်ဆိုမှပြောလာတယ်အဲ့ဒီစေးစေးတွေပေါ့နော်အဲ့ဒါမှမဟုတ်ရင်တော့အဲ့ဒီတနည်းအားဖြင့်ပြောရမယ်ဆိုတော့အဲ့ဒီနိုင်ငံပေါ်မှာအခွန်အခွန်ကိစ္စကျွန်တော်တို့အတိုင်းငွေရရမယ်ဆိုမှပြောလာတယ်ပေါ့နော် and uh, we are going to now get a reduction in drug costs of up to 89% in some cases, but 50% would be a low, a bad number. So think of that. 50% versus one quarter. And <inaudible> this is what I can do to chat about. Look at that. 85, 85, 81, 72%. It's going to be massive numbers. It's going to be incredible for Medicaid, incredible for all forms of healthcare. Medicare is going to be, it's going to have a huge impact. So big that nobody can calculate it. I mean, this thing could drop by 25, 30%. The drugs are, uh, is a very big part of it, right? So very mm. big part. So it'll affect everything. It'll affect your whole life. Uh, the amount of money you're going to be saving is beginning because of the complexity. You'd walk out of a room, you'd hear on a may say, I can't do it anymore. Why we're paying two hundred dollars for something and somebody else is paying twelve dollars. Uh, Trump got up, here and he said, you know, no, 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 no. ။နှစ်ရပေးနေတော့မှတချို့လူတွေက12ဒေါ်လာတော့ပဲပေးနေတဲ့ချိန်ဖြစ်တယ်။အဲ့လိုမျှတမှုမရှိဘူးပေါ့။ That is a neighboring country take Canada I mean people go up to Canada to shop because the prices are so much less. Yeah, so တချို့လူတွေကကနေဒါမှာသွားပြီးမှဆေးရိုးသွားဝယ်နေကြတယ်တဲ့။ဘာဖြစ်လို့လဲဆိုကနေဒါကဆေးဈေးကတက်တာတယ်ပေါ့။ can happen anymore so we're going to take the lowest country anywhere in the world and so kabama see see at the ta song ဖြစ်တဲ့ ကျွန်တော်တို့အဲ့ဒီဈေးနဲ့ပဲကျွန်တော်တို့ US ကလည်းဝေတော့မယ်ဆိုပြောလာတယ်။ဒါကသူတို့တော်တော်လုံးဝကိုတင်ကောင်းပဲကွာ။ We're going to be paying and we'll be saving from 50 to 89% and these are big these are tremendous numbers. There's not going to be anything where we're Yeah. So they'll go up a little bit, maybe 15 20% of cars into the United States or we're not going to let you sell any more wine or liquor. ဆိုတော့အဲသူတို့ကအဲ့ဒီဈေးဈေးတွေကိုကျွန်တော်တို့နိုင်ငံမှာ ဈေးမချဘူးဆိုရင်တော့သူတို့ရဲ့နိုင်ငံထွက်နေတဲ့ဝိုင်းတွေကိုကျွန်တော်တို့နိုင်ငံမှာရောင်းပေးမှာမဟုတ်ဘူးသူတို့နိုင်ငံကထုတ်နေတဲ့ကားတွေကိုကျွန်တော်တို့နိုင်ငံမှာရောင်းခွင့်ပေးမှာမဟုတ်ဘူးဆိုတော့ပြောရတယ်။ဟောတနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ကိုရီးယားက US မှာဈေးတွေရောင်းမယ်ကွာ။အဲ့ဒီဈေးတွေကဈေးပေါ်ပေါ်နဲ့ရောင်းခိုင်းမယ် Trump ကဂျပန်ကကူဒီ US မှာလာပြီးမှဈေးတွေရောင်းမယ်ကွာ။ဒါပေမဲ့အဲ့ဒီဈေးတွေကိုဈေးရှုတ်ချပြီးရောင်းခိုင်းမယ်သူတို့ကမကြိုက်ဘူးဆိုရင်တော့ဂျပန်ရဲ့ကားတွေကို US ကဝယ်မှာမဟုတ်ဘူး။တော့ကိုရီးယားကလာနေတဲ့ကားတွေ နော်ဝိုင်းတွေဆအဆရရပေါ့အော်စီကလာနေတဲ့ဝိုင်းတွေသူတို့ကရောင်းခွင့်ပေးတော့မှာမဟုတ်ဘူးပေါ့အဲ့လိုနီးနေထရမ့်ကတုံ့ပြန်ဖူးလုပ်နေတယ်အဲ့ဒါကြောင့်ခင်ဗျားတို့ကျွန်တော်တို့နိုင်ငံမှာဈေးရောင်းမယ်ဆိုရင်တော့အဲ့ဒီဈေးတွေကိုဂျမားရင်းနဲ့ပတ်သက်တဲ့ဈေးတွေကိုဈေးပေါ်ပေါ်လေးနဲ့ရောင်းမရောင်းဘူးဆိုတော့ခင်ဗျားတို့နိုင်ငံကထွက်နေတဲ့ဝိုင်းတွေကားတွေကိုကျွန်တော်တို့ဝေမှာမဟုတ်ဘူးဆိုမှပြောလာတယ်ပေါ့နော် alcohol or something that's actually much much more important to them than the drugs and we're going to be able to force that issue if we need to. Uh, they should do it. We're basically equalizing. They should do it. And you know, the drug companies should do just as well. There shouldn't be a hit on their stock. I don't think it will be. It's basically, it's going to be the same amount of money, but it's going to be redistributed. And it's going to be redistributed, so they're going to pay a little bit more, and we're going to pay a lot less. A little bit more because there's so many more. So, you know, it's a, bigger, it's a bigger number. And so and very, very tough and very, very, uh, uh, very powerful in a sense. It's not easy. You know, you're going to have to get this done. Uh, the <laughs> very uh, uh, very powerful in a sense. ဟဲအခုနဒေါက်တာအိုးစ်နဲ့ဒေါက်တာမာတီကိုထရမ်ကဂျေးပေါ့နော်သူတို့ကိုတာဝန်ပေးနေတယ်ကဲ ဒီကိစ္စကိုကျွန်တော်ခင်ဗျားတို့ကိုတာဝန်ပေးမယ်ပေါ့ဒီကိစ္စကိုကျွန်တော်ခင်ဗျားတာဝန်ပေးမယ်ဒီကိစ္စကတော့လွေမဲ့ကိစ္စတော့မဟုတ်ဘူးတော်လေးတော့ခက်မယ်ပေါ့ဒါမှမဟုတ်ခင်ဗျားတို့လုံနိုင်ဘူးလို့ကျွန်တော်မျိုးလင်းထားတယ်ဆိုတော့ပြောတယ်ပေါ့နော်ကြည်ပါဦးဒီမှာအတဘိုးကြအောင်ကမင်းတို့မလုံနိုင်ဘူးမလုံဘူးဆိုတော့ချက်ချင်းမလုံဘူးဆိုအလုတ်ကနေထုတ်ပလိုက်မယ်ဆိုမှသူကစာရင်းနောက်ရင်းနဲ့ပြောတာရှိတယ်ပေါ့နော် the world's politicians i can ask uh, roger who's so great with this whole subject if you would be very very tough and very very uh, Uh, very powerful in a sense. It's not easy. You know, you're going to have to get this done. Mm. Uh, the drug companies are going to say, well, they won't do it, and maybe they won't. And if they don't do it, we're going to not do business with that country or mm. those countries. But mm. we're going to have to be very tough until it's totally uh, stabilized and equalized. And uh, Oz, I mean, I see your eyes are flaming because you've been talking about this for a long time, but you've never had anyone willing to do it. But I'm willing to do it. And I think it's going to go down as one of the most important things we've ever done because drug costs are going down. Think of it. every year for 21 years, the costs have gone up and now they're going down maybe by 85, 89. I'm telling you, 89% in two instances, 89% cut. Nobody's ever seen anything like it. So uh, I'd like to ask Oz in particular because you and I know. Uh, Oz, 82%. ျွန်တော်လုပ်မယ်ပေါ့နော်ဆိုတော့အော့စကောက်ဖက်မှနေတယ်သူကိုတာဝန်ပေးနေတယ်ဗောကဲကျွန်တော်မင်းကိုတာဝန်ပေးမယ်ပေါ့နော်ဒီကိစ္စကိုတာဝန်လုပ်ဖို့တာဝန်ပေးမယ်ဆိုတော့ပြောလာတယ်ထရမ့်က each other he's a very tough hombre this one he's tough as hell and so if you can lead the group you, and it's not going to be easy you're going to have to get in and you're going to have to that's what trump ကပြောနေတယ်ခမရကဒီအဖွဲ့တွေကိုဥဆောင်ပြီးမှဒီကိစ္စကိုတာဝန်ယူမယ်ပေါ့လွေကူမှာတော့မဟုတ်ဘူးခက်မှာဒါမှခမရက fighting လုပ်မှာခမရကချမှာဆိုတော့ပြောတယ် if you do you can have within a period of weeks, you can have drug costs that drop like a rock, okay? So you yeah. as a group, I have great confidence, and if you don't do it, I am firing every single one of you. အဲ့ဒါကိုပြောပြတာမင်းတို့ချက်ချင်းမလို့ဘူးဆိုတော့မင်းတို့အားလုံးကိုအလောက်ကနေဖြုတ်မယ်စမထပ်ကားလာမျိုးပြောနောက်ရင်းနဲ့ပြောတာပြန်ပြန် replay လုပ်ပေးမလားအဲ့ဒါသဘောကျအောင်ကွာ drop like a rock okay so you as a group I have great confidence, and if you don't do it, I am firing every single one of <laughs> you. Right? Good luck, guys. All right? Oh. Can Yeah, yeah, yeah. Okay. And so, and so you can lead the group, you, and it's not going to be easy. You're going to have to get in, and you're going to have to fight. If you do it, you can have, within a period of weeks, you can have drug costs that drop like a rock, okay? So you, as a group, I have great confidence, and if you don't do it, I am firing every single one of you. Good luck, guys. All right? အဲအဲ့လားနော်အဲ့လားဒီကသူရှိမှာနော် Trump ကတော့အပြစ်သားတာတော့တော်လေးကိုပြစ်သားတယ်အဲသူရဲ့ပြစ်သားမှုကိုတော့အားရတယ်ကွာသူကဘာပြောလဲဆိုတော့အဲ့ဒီ American မှာစေးစေးတွေကိုကြောက်အောင်မြန်မြန်လုပ်ကြနော် ျွန်တော်တို့၃နှစ်မဆောင်ချင်ဘူး၄နှစ်မဆောင်ချင်ဘူး၃နှစ်မဆောင်ချင်ဘူးပေါ့နော်တို့ကြနေအာဒီကိစ္စကြီးကကျွန်တော်တို့လာမဲ့၄နှစ်မှပဲအကောင့်ထေဖော်မယ်လို့ပြောမယ်ဆိုကျွန်တော်တို့ကအချိန်ကုန်ပြီလာလို့ဆရာမရှိမလူတော့ဘူးလို့မယ်ဆိုတော့ချက်ချင်းလို့ပေါ့နော်ကျွန်တော်တို့ကျွန်တော်ကတော့ခင်ဗျားတို့အပေါ်မှာယုံကြည်မှုအပြီးရှိတယ်ခင်ဗျားတို့လုံနိုင်မယ်ပေါ့နော်ကျွန်တော်တို့အခုအထိဈေးရဲ့ဈေးတွေကိုက85%ရှာဖို့ဆိုတာဘသူကမှမလုတ်ရေးတဲ့ကိစ္စမလုတ်ချင်တဲ့ကိစ္စအခုကျွန်တော်တို့ကလုတ်နေပြီဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးမှခမ ्या ကိုတာဝန်ပေးတယ်ခမ ्या နဲ့အဖွဲ့သားတွေတာဝန်ပေးနေတယ်နော်သူတို့နာမည်ကိုပြောနေတယ်ပေါ့ဒီကိစ္စကိုခမ ्या တို့အမြဲမြန်ဆန်ဆန်မလုပ်ဘူးဆိုတော့ခမ ्या တို့အလုတ်ကနေကျွန်တော်ထုတ်မယ်ပေါ့နော်ခမ ्या တို့ခမ ्या တို့အလုတ်ကိုကျွန်တော်ထုတ်မယ်ဆိုမှရှမ်ကတော့စာရင်နောက်ရင်းနဲ့ပြောနေတယ်ဒါကတော့အမေရိကန်ရဲ့နိုင်ငံသားတွေတို့တော့တိုးလေးကိုကောင်းတဲ့သတင်းပေါ့အရန်ကိုကောင်းတဲ့သတင်းပါဘာဖြစ်လို့လဲဆိုအမေရိကန်ရဲ့စီးဇေနုံကတော့အော်မူပိုတီတက်နေတယ်အရန်ဈေးကြီးတယ် အမေရိကမှာဆိုတော့ဒီ health insurance တို့ကျန်းမာရေးနဲ့ insurance တို့မရှိဘူးဆိုတော့လူတွေကလမ်းပေးရောက်နော်။ဟောလမ်းပေးရောက် homeless လို့ဖို့အရန်လွယ်ကိုတယ်။သူတို့စေးစုံစေးယုံတက်ခါဆိုတာကဒေါ်လာထောင်နဲ့ချီပြီးမှပေးရတယ်ကွာ။အဲ့လောက်ထိကောင်သူတို့ကဈေးကြီးတယ်။ချောင်းကအားအားတွေကိုမကြိုက်ဘူး။ကျွန်တော်အမေရိကမှာဘာဖြစ်အဲ့လောက်ထိဈေးကြီးတာလဲ။ကမ္ဘာရဲ့ဈေး company တွေကလည်းကျွန်တော်ကပဲဖက်ဆံပေးပြီးမှဈေးတွေထုတ်ခိုင်းတာကွာ။ နော် resource အတွက်လည်းကျွန်တော်တို့ကပဲဖက်ဆောင်တွေအများကြီးပေးပြီးမှဈေးတွင်ထုတ်တာဘာဖြစ်လို့ကျွန်တော်တို့ကပဲဈေးတွေအများကြီးဈေးပေးခဲ့တာလဲဆိုမှအချောင်းကတော့ပြောတာလာလုံးဝမထိုက်တန်ဘူးဖြစ်လည်းမဖြစ်သင့်ဘူးပေါ့ကျွန်တော်တို့ကကဘာမှာဈေးထုတ်လို့နှုန်းမှာဖက်ဆောင်အများဆုံးထုတ်တဲ့နိုင်ငံတွေဖြစ်နေတယ်ဒါပေမဲ့ဈေးဝေတဲ့ခါကျမှဈေးတွေအများဆုံးပေးတဲ့နိုင်ငံတွေဖြစ်နေတယ်ဒါတွေမဖြစ်သင့်ဘူးဆိုမှအချောင်းကပြောလာတယ်ဆိုတော့ကဘာရဲ့ဈေး company တွေကို ထရမ့်ကပြောတာလေမင်းတို့သွားပြီးမှဒီဆေးစင်းတွေကို US မှာဈေးပေါပေါလေးနဲ့ရောင်းခိုင်းလိုက်အဲ့ဒီဆေး company တွေကမကြိုက်ဘူးကျွန်တော်ရဲ့တောင်းဆိုမှုကိုငင်းပယ်နေမယ်ဆိုရင်အဲ့ဒီဆေး company ရဲ့နိုင်ငံအဲ့ဒီနိုင်ငံပေါ့နော်အဲ့ဒီနိုင်ငံတွေကကားတွေဝိုင်းတွေကျွန်တော်နိုင်ငံမှာသူတို့နဲ့စီးပွားရေးလုပ်မှာမဟုတ်ဘူးတနည်းအားဖြင့်ပြောရမယ်ဆိုတော့စီးပွားရေးပိတ်ဆို့မှုတွေလုပ်မယ်ဆိုမှထရမ့်ကတော့ပြောတယ်ဆိုတော့ သူကတော့ confidence ရှိနေတယ်အမေရိကမှာဈေးဈေးတွေကိုတက်တောင်လောက်ဖို့တော့ရှိနေဒါက American B2B သားတွေအတွက်ကောင်းတဲ့သတင်းပါခုတော့ဒီ Iran ရေတော့ Israel ရေတော့ကလည်း Britain တို့ဘယ်လိုခံစားမိလဲဘယ်လိုခံယူချက်ရှိလဲပြီးတော့အခုန Russia နဲ့ Ukraine တက်သားရဲ့ဒီပုံရိပ်ကိုလည်း Britain တို့ဘယ်လိုခံစားမိလဲ comment မှာလည်းဝင်ရကြပါအောင်ပေါ့နော်ဒီတစ်ခါခုနကျွန်တော်ဗီဒီယိုထဲမှာပြထားတာ Russia ကကွာလက်မြောက်ပြည်သား Ukraine တက်သားတွေကို ဒီတိုင်းကွာ drone ကလည်းကြည့်တယ် video video တက်တင်နေတကွာရှိတာတပ်ပလိုက်တာသူတို့ခေါင်းဆောင်တယောက်ကိုပဲခေါ်သွားတယ်ဒါက Putin နဲ့ Trump ကမနစ်တနေ့ကကွာ phone နဲ့ခေါ်ပြီးမှဒီကိစ္စကိုဆွေးနွေးနေတဲ့ကိစ္စကွာ Trump ကပြောနေတယ်ပတ်တိုင်းပတ်တိုင်းမှာ Russia စစ်သား9000 Ukraine စစ်သား9000အသက်ခံခဲ့ရတယ်ဒီလိုမျိုးမတရားတပ်ဖြတ်ကြီးကိုတပ်ဖြတ်မှုကြီးကိုကျွန်တော်တို့တားဆီးနေတယ် တားဆီးခြင်းနဲ့ရက်တက်ခြင်းရက်တက်စေခြင်းနဲ့ဆိုမှ Trump ကပြောခဲ့တယ်။အဲဒါကြောင့် Putin နဲ့ form ခေါ်ပြီးမှပြောဆိုခဲ့တာကွာ။အဲလိုမျိုး form ခေါ်ပြီးမှပြောဆိုတာငင်းချမ်းရေးကိုဆွေးနွေးရင်းနဲ့လှုပ်ရင်းနဲ့ကွာ။ Russia ဘက်ကလုံးဝကိုငြိမ်းတာမှုမရှိဘဲနဲ့လက်မြောက်ပြီးသား Ukraine ရဲ့တပ်သား6ယောက်ကိုတပ်ပိုက်တာခုနဗီဒီယိုထဲမှာအခုမှကြည့်တဲ့ပြည်သက်တွေမကြည့်သေးဘူးဆိုတော့ဒီ live ပြီးမှပဲပြန်ကြည့်ပါ။တပ်ပိုက်တာ သူတို့ရဲ့ခေါင်းဆောင်တဦးကူပဲသူတို့ကခိုပြီးမှဂျန်တဲ့တက်သားတွေကိုအကုန်လုံးတပ်ပလိုက်တာကွာဒါကနိုင်ငံတကာရဲ့ဥပဒေအရဆိုတော့လက်မြောက်ပြီးသားစစ်သားတွေကိုဘယ်တော့မှမတက်ရဘူးဆိုတာ UN ရဲ့ Geneva Convention မှာရှိပြီးသားဥပဒေဖြစ်တယ်ကွာအဲ့ဒါကရုရှားကတွားပြီးမှချူဖောက်ပြီးမှလက်မြောက်ပြီးသားစစ်သားတွေကိုတပ်ပလိုက်တာဒါကလုံးဝနိုင်ငံတကာဥပဒေနဲ့ဆက်ကျင်တဲ့လုပ်ရတစ်ခုဖြစ်နေတယ်နော်ပြီးတော့အခု Israel ကလည်း Iran ကို ပြတော့မလို့လို့ခြားတော့မလို့လို့ဖြစ်နေပြီနော် US ဘက်ကလည်းဒီဒီ nuclear ရေးမှာအစီမပြေတော့ဘူးဆိုရင်တော့ Israel ကိုစစ်ရေးရနေပဲကျွန်တော်တို့ကတာဝန်ယူသွားမှာပဲဆိုတော့ပြောထားတာတွေရှိနေတယ်ဆိုတော့ကျွန်တော်တို့ကမ္ဘာကြီးရဲ့ခြေအနေကသူတို့ကတော့ငင်းချရေးတော့လုတ်ဖို့တော့ကြိုးစားနေကြတယ်ဒါပေမဲ့သူတို့ရဲ့လူအပ်တဲ့အရာတွေကိုမရဘူးဆိုတော့စစ်ရေးရနေပဲလုတ်ဖို့တွေရှိလာတယ်ပေါ့လို့အခုရုရှားရေးမှာလေးလို့ပါပဲတကယ်လို့များစပွေးပေါ်မှာနှိမ့်နှိုင်း တိုင်ပင်ဆွေးနွေးတာမျိုးမအောင်မြင်ခဲ့ဘူးဆိုရင်ရုရှားကိုယူရိုပတနိုင်ငံလုံးကစပြီးမှဒုတိယဆန်ရှင်ပြန်လုပ်မယ်။ကုန်လုံးစီးပွားရေးပိတ်ဆို့မှုပြန်လုပ်မယ်။ US ကလည်းသူ့အပေါ်ပြန်လုပ်မယ်။ဒါတော့မကဘူး UK ရင်းနဲ့ပေါ်မှာသူတို့ရဲ့နောက်ဆုံးစစ်လက်နက်တွေကိုထောက်ပံ့ဖို့ကူညီဖို့တဘောတူညီကြတယ်ပေါ့နော်။ဆိုတော့ပြစ်တတ်တို့အနေနဲ့ကွာဒီကိစ္စအကြီးကသူတို့ကကောင်းကောင်းမွန်မွန်မဖြစ်ရှင်းနိုင်ဘူးဆိုတော့ကျွန်တော်တို့ကဘာကြီးကမပြိုလင့်ပင်းနဲ့ တကယ်ပဲတိုက်ပွဲကြီးတွေနဲ့ရင်ဆိုင်ရအောင်မလားတကယ်ပဲနေရတကမှာမလုံချုံပင်းနဲ့ကဘာနေရတကမှာပေါ့မလုံချုံပင်းနဲ့ရင်ဆိုင်ရအောင်မလားကူပိုင်ရဲ့တော့တစ်ချက်လေးတွေ comment မှာဝင်ရကြပါအောင် thank you so much for watching beautiful people i love you guys take care god bless to know your youtube channel လေးကိုတဘောကြရဆိုတော့ subscribe လုပ်ပေးချင်အပ်လို့ရပါတယ် bye bye guys i will see you soon